တောင်သူကြီးပိစေကဗုဒ္ဓထေရဘာရန်တရားတော်ဒီနေ့တော့ဘုန်းကြီးတို့ပိစေကဗုဒ္ဓတွေအတိအသင့်ရှိတဲ့အထဲမှာတောင်သူကြီးတယောက်ပိစေကဗုဒ္ဓဖြစ်သွားပုံလေးကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်အဲ့ဒီတောင်သူကြီးပိစေကဗုဒ္ဓထေရဘာရန်တရားတော်ကိုဘုန်းကြီးတို့မူအရမြန်မာမူလေးပြုပြီးတော့ပေးထားတဲ့တရားခေါင်းစဉ်က ခလေးတွေကို အလိုမလိုက်နဲ့တဲ့ဗတရားလဲခလေးတွေကိုအလိုမလိုက်နဲ့လို့အမြင်မေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုံတော်၆ပါးတခင်တပ်ပင်ညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ယသေသောလောကရှိမရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်အလိုပရိသာပေါင်းသရောကောင်းတို့ကလည်းချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ခုံလေးကိုအာယုံပြုနေပါဘုရင်ကဓမ္မဒနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားချီယုံကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှင်ကိုဖြစ် ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွညာရအောင်ဥရေတိတာနိလောကိညုစန္ဒီမာဓမ္မတိတကုဘာဝတိတိအမေဇံတုဓမ္မရံတိတာတုစုဒါနိရာနိဘုရားတိဟူသောယရဏစံယုံကြောင့် တရပန်းလုံးတို့ဖြာဖြာစံဆောင်တင်၍သံဃုံပယံမိအခုကကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်းနေလာယောင်းထွေတွေလာယောင်းတို့ထက်ကရေကရမကဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့် ကဘာတလောမှာယရဏတရားတိဟုသောအယောဝါလည်းရှိတော်မူပါ၏ထသောလောကီညူလူအကြောင်းနေနအကြောင်းနေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရသည်။မိမိယာယာအခဲမထင်းမျက်ရှင်ဗရမျာလက်တင်ထားတဲ့သူ ပိုင်ကြဝေဗံတပ္ပိညုတာရွှေညာတော်ဖြင့်ဧကံတိမြင်တော်မူပါဝိထသောစန္ဒီမာတကယ်ပါလုံးမာတာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလိုခဏမပေါ်လာလည်းယင်တမျောကမှန်နေလျက်ရသည်စံွယ်ပွင့်ပုံသင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိ အမိုက်ကိုပဲဖရှောင်းအမောင်းတို့ပြခွင်း၍အလင်းတတကြီးကြီးနဲ့ဘုံဥရီတောင်းတဲ့စီမမြရောင်ကြီးတပိပိနဲ့တရေရေပေါ်ထွန်းတော်မူတဲ့လေပြီစံဒီမှာလေးကျော်ကိုလက်ရရွေလေးရကိုမြန်တော်မူတိတကူမြန်နန်းလေသံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖရာတော်တွင်မူပြင်ဘူး အရှင်ဘုရားအဘုကံကြတဲ့ဖြင့်ဘုရားရှိသူတွေကိုအဘုရားတွင်ချုပ်နေအောင်ယုတ်သိအင်းများစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိရှိသောပါရမီတဘာအညိတာစောရွေမြတ်သောဝါဒနာခိုင်ကြသဖြင့်တမရာအတိုင်းကြောင့်မှသွားနေကြကုန်သောဣမေဇံတု ရှင်းဘဝဇယိုင်တို့ကြောင့်အေးအများဘုရားကြိုက်တွင်နေကြကုန်သောထောထောမြတ်စွာတတ္တဝါအနန္တမန္တမြတ်တို့ဓမ္မရံတိဂုံတော်ညွန်၆ဆုံးဤဘုံတော်ကြောင့်ခန္တရားတော်တိဟုတော်မြတ်ရောင်ဤပန်းတော်ဖြင့်ဘာဘာတိတိ ပါရမီဒိဋ္ဌံမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ဒီအောင်ဝေစံတကြည်ကြည်တလီလီပပါဝေရွေထောလင်းတော်မူလဲပါကဝါမောင်မတိညရောင်ညီညွန်ဘုရောဖြင့်အထူးကျတရေမဆောင်နိုင်သည့် ရွှေဖုံးไก่ကိုရောမြတ်ကြီးဖယားပစ္စေကဘုရားရှိတော်မူသောတောင်သူကြီးပြည့်စေကဗုဒ္ဓအကြောင်းကိုပြောရင်ရှေ့ကပြေးတိုင်းကာတိတိုင်းနဲ့မတိုင်းတယ်ရောကာတိတိုင်းတော်ရလေးတရားမှာတန်ငယ်ချင်းလည်းဓမ္မနှစ်ယောက်ရှိတယ် သင်္ကင်းပြင်းလည်းသမားပဲတရားနှစ်ယောက်ရှိတယ်တဲ့မိုးဥကြတော့ဘယ်တိုင်းကိုင်းသင်္ကင်းမိုးတန်လေးတန်ကြားပြီးမိုးတန်ပေးပြီးတို့လည်းနဲ့သွားပြီးတော့လည်းထွန်ကြသို့တသင်္ကင်းနှစ်ယောက်နှွားကိုစီရေဘူးကိုစီထမင်းတော့ကိုစီနဲ့လည်းနဲ့ထွန်လာပြီးတော့လည်းနဲ့ရောက်လည်းနဲ့ရောက်တော့သစ်ပင်ရဲမှာထမင်းအိုးလေးတွေထမင်းကြိုက်လေးတွေချလို့သစ်ပင်ခွာကြရေဘူးလေးတွေတင်လို့ရေဘူးကိုစီချိတ်လို့ပြေးတိုင်းလည်းနဲ့ရှင်းလို့ ဆယ်နာရီလောက်ကြာတော့ဟိုလေသမားတယောက်က နေကလည်းပူလာတော့ချွေးတွေထွက်လာတာနဲ့တစ်ပင်အောက်ထိုင်ပြီးတော့ချွေးတုပ်ပြီးတော့ရေတောက်မလို့တစ်ပင်အောက်ရောက်လာတာဘာလို့မလို့လဲရေဘူးကနှစ်ဘူးတဲ့ရေဘူးကဘာနှစ်ဘူးလဲရေဘူးနှစ်ဘူးချတာကတွေ့တော့သူ့ရေဘူးသူတောက်ရတာတောက်ဘူးအဲ့ဒီအချိန်မှာမင်းသားရဲ့ဗာစိတ်ပေါက်လာတော့ဆိုခိုးခြင်းနဲ့စိတ်ပေါက်လာတယ် ဘာသိပါလားအဲ့ဒါရှိလို့ခိုးတာလားမရှိဘဲနဲ့ခိုးတာလားသူရင်မူးပါလားလားမပါလားဟုတ်လားတောက်ပါလားကိုရင်မူးကိုဘာဖြစ်တော်လို့မတော့ဘူးသူရင်မူးကုံမှကြောက်တယ်တဲ့ဟောသူရင်မူးလည်းကရေကုံမှကြောက်တယ်ဒါကြောင့်တငယ်ချင်းရင်မူးခိုးတော့တယ်တငယ်ချင်းရင်မူးကိုဘာတဲ့လဲအဲ့ဒါမရှိလို့ခိုးတာလားရှိလို့ခိုးတာလားဒါကြောင့်ရှိလို့ခိုးတဲ့လူကရှေ့ရေရရှိတယ်ခုမှရှိတာမဟုတ်ဘူးနော်ဟဲ့ရှိလဲခိုးတာပဲ ခုလားမဟုတ်ဘူးလားဘယ်သူလဲအလယ်သမားလို့ပြောဩဘာဒီစင်းကားနေလဲမသိဘူးဘယ်သူတော့လောက်ပါဟဲ့ဩရေဘူးပါလာရဲ့သားနဲ့ရှိရှိကြီးနဲ့ခိုးနေတာတခါလေအဲ့ဒါသူ့ရေဘူးသူမသားဘူးဩကောင်ကလယ်ထဲမှာကုန်းပြီးတော့နွားနဲ့ဖက်ပြီးတော့မှထွန်းသူ့ပဲကြီးအားမလို့ဒီလိုလဲလောက်လိုက်မှမထင်ဘူးမင်းသားရဲ့ အဲ့ဒါဘာမှပြောညာမပြောနဲ့ပြင်းတယ်ရေတောက်တာသူများရေဘူးတဲ့ကရေခေါ်တော့တယ်တဲ့တံမိုးရှိတာရေဟာတံမိုးရှိရှိမရှိရေပြင်းတယ်ခိုးတဲ့အပြည့်အပြည့်ပဲနော်ခိုးတဲ့အပြည့်အပြည့်ပဲခိုးတော့ရေတဘူးတဝက်တော့ပုံကကလော့ကလော့တော့တောက်ချတောက်ချပြီးတော့ ဟိုတင်ငယ်ရင်းလေတမမမြင်ဘူးဆိုပြီးသူလဲတဲ့သွားပြီးတော့ပြန်လို့ဟိုကောင်ကလည်းမသိဘူး။အိုးဒီကောင်တစ်ပင်အောက်ရောက်လာတော့မှားပြီးတော့တောက်တာဖြစ်မယ်ထင်ပါလေ။ကတောက်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 နေပြီ။ငါလည်းသိရေးလည်းမစားပါဘူးတဲ့။အဲ့ဒါနဲ့မေတ္တတေညနေနေဝင်တော့တင်ငယ်ရင်းနေအောင်လဲတဲ့ပြန်။လဲတဲ့ကနေပြန်အိမ်ရောက်။သမေပါညာစတော့ပြီးတော့အိမ်ရဲဝင် အဲ့ရတဲ့ဝင်တော်ဘိသတဲ့အဲ့ဒီဒီခိုးတောက်လာတဲ့လယ်သမားကသူ့စိတ်ကိုသူပြန်စစ်တယ်တဲ့ဗါတဲ့တော့ဒါကြောင့်စကားလေးတစ်ခုမှတ်ပါကိုယ်စိတ်ကိုယ်စိတ်ကုသိုလ်ဖြစ်တယ်ဗါတဲ့တော့အဲ့ဒါအမြဲတမ်းလုပ်ရမှာဘိသတဲ့ဈေးတယ်များဟာဈေးရောက်ကပြန်လာရင်ငါဘယ်လောက်မြတ်တယ်ဘယ်လောက်ရှုံးတယ်ဆိုတာစရင်စရနိုင်ရလားမနိုင်ရဘူးလား ရှိရလားမရှိရဘူးလားသူနည်းသူသားပဲပုရုဇေဆိုတာဘယ်တိုင်အိမ်ပြန်ရောက်လာရင်ငါဒီနေ့ဘာတွေလုပ်ခဲ့တယ်လဲမနှုတ်တာလူတို့မှနေထွက်ကရှာဖွေနေဝင်လို့ရောက်ခဲ့ပြီကုသိုလ်နဲ့အကုသိုလ်ဘသူကသာတည်ဟုဉာဏ်ထဲမှာသိကြမဲ့သွင်းကံထောစရဲ့မရှိနိုင်လည်းရင် လောကတွင်လူမဟုတ်လောကုတ်တွင်မဖို့ရှုံးလူရုပ်ပြောက်ဆုံးတဲ့ပြန်သွားတာနဲ့ညအဲ့ရဝင်တော့အဲ့ရဘဝနှဖူးဘဝလက်တင်ပြီးတော့ဒီနေ့ငါဘယ်လိုကုသိုလ်ကောင်းမှုဖြစ်တယ်လဲဘယ်လိုအကုသိုလ်ဖြစ်တယ်လဲလို့ရှင်ရင်နဲ့တကြောင်ပြိတ္တာဒါလေးလိုက်ဆိုကြည်သာမှာတဏိတာမှာတဏိတာမှာလောက်ခဲ့တာလောက်ခဲ့တာ ပြန်ငါစေရမည်တဏိဓမ္မာလုံးထေရာပြန်ငါစေရမည်အမြကုသိုလ်ရသည်သောဝမ်းကိုတာရမည်အမြကုသိုလ်ရသည်သောဝမ်းကိုတာရမည် အကုသိုလ်တရားအရှုံးများဝေလာစေရမည်အကုသိုလ်တရားအရှုံးများဝေလာစေရမည်မစင်နိုင်ကလူယုတ်ကမောချပြောင်းလိမ့်မည်မစင်နိုင်ကလူယုတ်ကမောချပြောင်းလိမ့်မည်မစင်နိုင်က လူယုတ်ကမုန်ချပြောင်းလိုက်ပြီဘေကုသောအကုသောဘေးတိုင်မစစ်နိုင်ရင်မနုဿာလူတို့မှနေတဲ့ဘွာရှာပွေနေဝင်တို့ရောက်ခဲ့ပြီကုသောနဲ့အကုသောဘသူကသာတိဟူညံထဲမှာတေချာသွင်းထိုစရေမရှင်းနိုင်လည်းရင်လောကတွင်လူမဟုတ်လောကုတ်တွင်မဖို့ရှုံးလူယုတ်ပြောက်ဆုံး တလိဆန်နဲ့မချတော်မူတဲ့လူယုံပြောက်သွားမယ်။ဒါကြောင့်ဆိုတောင်သူကြီးရပေးတဲ့အဲ့ရတဲ့ဝယ်နဘူးတော်နဘူးပေါ်လက်တင်ပြီးတော့စေရှင်ကြည့်လိုက်တဲ့အခါကျတော့တငယ်ကြီးရေဘူးတဲ့ကရေဘူးမယုံမသားတဲ့စိတ်နဲ့ခိုးပြီးတော့တောက်ခဲ့တာကိုသွားမြင်တော့ဟာဆက်ချင်းထပြီးတော့တမလေးဝဲထိုင်ပြီးတော့ပေးတတ်တယ် ဘယ်လိုရှင်ရင်တော့ဆိုရင်ငါပိုင်ရှင်မပေးတဲ့ရေကိုပိုင်ရှင်မပေးတဲ့ရေကိုခိုးတောင်းပြီးပြီဒီလိုလုပ်တာဟာငါးပါးသီလတဲ့ကအဒိဏာဒါနကံတဲ့ဘာကံလဲလဲမေအဒိဏာဒါနကံတော်တော်မှမပေးပဲတဲ့ရေကိုခိုးတောင်းပြီးပြီဟဲရေဆိုတာဘာမှမပြောတော့တဲ့ဒါပဲလို့ <laughs> <laughs> ဒီရေဟာဘာမှလည်းပြောလောက်တာမဟုတ်ဘူးရေကိုခိုးတော့မိရဲ့လောဘရဲ့အလိုရေကိုခိုးတော့တာပေးတဲ့လောဘကလေးဆိုအလိုလိုက်မိတာလောဘကလေးဘာကလေးလဲမောက်လောဘလို့ခေါ်တဲ့တန်တာလေးရဲ့အလိုဆိုကိုလိုက်မိလို့ဒီလိုဖြစ်ရတာအဲ့တော့ဒီလောဘဖြစ်တိုင်းကသူ့အလိုကိုခဏခဏလိုက်နေရင် ရေခိုးတောက်တာကနေပြီးတော့ကြီးမားတဲ့ပစ္စည်းတွေကိုလည်းပဲခိုးလာတော့မယ်။ရှင်းရှင်းသာရှင်းရှင်းသာပြောရတယ်။သူ့အတူပြန်ပြီးတော့ရှင်းရှင်းကြည့်ရင်ဒီသူ့အလိုလားလိုက်တော့အခုတော့တိတ်တိတ်လေးခိုးတာပေါ့။တံပိုးမရှိတဲ့ရေမပြောပါလောက်တဲ့ရေသူ့အလိုလိုက်ပြီးအကျင့်ပါသွားရင်တပြေးပြေးနဲ့ဒီတဲ့ကြည့်တာလေးဒီတဲ့ကြည့်တာလေးကြီးမားတဲ့ပစ္စည်းတွေကိုခိုးလာတော့မယ်။အလေဝါဒနာဆိုတာအစရှိတာရဲ့ အစရှိလာရင်တပိပိနဲ့ជីវဝတိုးတဲ့လာရတဲ့သိတယ်ငယ်တယ်အကုသိုလ်လေးပဲလို့ပြစ်ထားလို့မရဘူးမជីវဝခင်နိုင်နေမှာတော်လိမ့်မယ်အကုသိုလ်ကိုဆင်ញင်ပြီးတော့ပြေးတိုင်းအကုသိုလ်ရဲ့သဘောတရားကို လောဘရဲ့သဘောတရားကိုဆင်ញင်ပြီးတော့အဲ့ဒီလောဘကိုကြောက်သွားတယ်တဲ့ဘာကိုကြောက်သွားလဲ လောဘကိုကြောက်သားပြီးတော့တရားတော်ဆင်ခြင်းဆင်ခြင်းပြီးတော့အဲ့ဒီမှာဖြစ်ကျင်နေတဲ့နှသိင်းခြင်းနဲ့ကမ္ဘာနှသိင်းဖြစ်ခြင်းရှိဖို့တော်မူခဲ့တဲ့ပါရမီကုသိုလ်တတ်ကလည်းပဲထောက်ပံ့ပေးလိုက်တော့လောဘရဲ့အပြစ်ကိုမြင်အဲ့ဒီအပြစ်ကိုဆင်ခြင်းကြည့်ပြီးတော့ခန္ဓာနဲ့ဉာဏ်ထဲ့လို့ဝိပဿနာရှုပွားအားထုတ်လိုက်တာတော့ထောတောင်းသူကြီးသည်ပိစေကဗောဓိဉာဏ် ပစ္စေသာဘောဓိဉာဏ်တော်ပပုဏ္ဏကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါပေတည်း ဒီသမောပရိသတ်ရဖြစ်တာကလောဘအကုသို့ဖြစ်တာကဘာလဲလဲအဲဒီလောဘအကုသို့ကိုကြောင်းပြုပြီးတော့ရှင်ရင်ပြီးတော့နှလုံးသွင်းပြီးတော့ပရိသတ်ဒီလောဘအလိုလိုက်တာမကောင်းဘူးမကောင်းဘူးငါဘယ်တော့မှလောဘအလိုမလိုက်တော့ဘူးလို့အဲဒီလောဘရဲ့အပြစ်ကိုမြင်အောင်ကြည့်အဲဒီမြင်အောင်ကြည့်တဲ့ဉာဏ်တမာတိစွာအာခန္ဓာနဲ့လှည့်ပြီးတော့ရှုလိုက်တဲ့အခါမှာ ပိစေကဗောဓိညာနဲ့နှစ်ခြင်းနဲ့ကမ္ဘာတသိက္ခာဖြစ်ခြင်းရှိဖို့တော်မူလာခဲ့တဲ့ပါရမီတော်တွေကလည်းနှိုးစောလို့ပေးသတယ်ပိစေကဗုဒ္ဓဖြစ်သွားတယ်ဘာဖြစ်သွားဒါကြောင့်ပဋ္ဌာန်းပါဠိတော်မှာအာဟုတလောဓမ္မကုသလတာဓမ္မတာဥပနိတယပိစေနာပိစယောဘုန်းကြီးတွေပဋ္ဌာန်းရောက်တဲ့အခါကြားဖို့တယ်မို့လားအာဟုတလောဓမ္မ ကုသလတာဓမ္မတာအကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်တရားဖြစ်တယ်တဲ့ဥပါနေတရားပစ္စေနာပစ္စယောတထိုင်နေပါတယ်ပရိသတ်ပစ္စေကဗုဒ္ဓတဆူဖြစ်တော်မူွားအဲ့ဒါနဲ့ဟိုဘက်မှာအမိမ့်မှလောက်တဲ့ပုဂ္ဂိုလ်ကတော်မိတ်သေးဘူးလားဘာလို့လဲငုတ်တို့ကြီးထထိုင်ပြီးတော့ဟိုပစ္စေကဗုဒ္ဓဖြစ်နေဘာဖြစ်နေလဲလူဝိလူသားနဲ့ပဲပစ္စေကဗုဒ္ဓဖြစ်တယ် အဲ့ဒါနဲ့ရှင်တို့တော်တို့ကြောက်တော်တယ်မပြောနဲ့ငါပြည့်စည်တာဗုဒ္ဓဖြစ်နေပြီ။အိုးတောက်ပြီးတောက်တယ်ဘယ်နဲ့တော့အိမ်မမြတ်နေလားမသိဘူး။ဘယ်နဲ့ဘယ်နဲ့ဘယ်နဲ့အိတ်မအိတ်ဘူးငါပြည့်စည်တာဗုဒ္ဓဖြစ်နေပြီ။ဘယ်ရပြည့်စည်တာဗုဒ္ဓမတော့အိမ်ကြီးဝစားတယ်လေဘာပြည့်စည်တာဗုဒ္ဓသပိတ်နဲ့သင်္ကန်းနဲ့ကဘာလဲ။အိမ်မမြတ်နေလားမမက်ဘူးတကယ်ဖြစ်သွားတာ။ယုံပါဘူး။ ကတ်မယုံရင်ကြည်စိုးပြီးတော့ဘေးတိုင်ခန္ဓာကိုခေါင်းဘောကိုလက်နဲ့တတ်ချလိုက်တာမထမထပြိခရာလှူခဲ့တဲ့ပုံကိုယ်တွေမတန်အကျိုးကျေးဇူးများတယ်ဘေးတိုင်ဒီပြိခရာလှူရတယ်ပုဂ္ဂိုလ်ကအဲ့ဒါတခါလဲခေါင်းဘောကိုလက်နဲ့တတ်ချလိုက်တာဘယ်သူမှဆန်ချသမားခေါ်ပြီးတော့ဆန်ချနေကြရမလို့အလုံးလုံးသဘင်တွေပြုတ်ခန္ဓာကိုတတ်လိုက်တော့သဘိတ်သင်္ကန်းလွယ်ပြီးသားသစ္စေကဗုဒ္ဓတဆူဖြစ်တော်မူသွားတယ် အမျိုးသမီးကတခါတည်းဘယ်လိုဖြစ်လဲအာဩပြီးတော့အိုးဘယ်နဲ့လဲခုနကလူကြီးခုတခါတည်းပိစိကဗုဒ္ဓဖြစ်တာအာဩတယ်အာဩမနေနဲ့နှစ်သိန်းချင်းနဲ့ကမ္ဘာနှစ်သိန်းဖြည့်ကျင်ရှင်မူခဲ့တဲ့ ပါရမီဘုံဘုံတကောဘုံတို့ကြောင့်ငံပစ္စေနာဗုဒ္ဓတဆုဖြစ်တော်မူရတယ်။ကိုက်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 ရှိတဲ့လယ်တွေရောသားတွေသမီးတွေရောအကုန်လုံးပေးကြတယ်။မင်းတို့မိသားစုတွေငြိမ့်ငြိမ့်ချမ်းချမ်းနဲ့နေကြပြီတော့လို့ဆိုပြီးတော့ဘယင်းသားရဒီမှာပစ္စေကဗုဒ္ဓတဲ့ရဲ့ဆူဝေးရာဖြစ်တဲ့ခန္ဓာမာဒနာတောင်းအဲတောင်းနဲ့လေခန္ဓာမာဒနာတောင်းကိုကောင်းငင်ခရီးဖြင့်ကြွသွားတော်မူပါတယ်။အဲ့တော့ဒီပစ္စေကဗုဒ္ဓရဲ့ ထေရံပါရံတရားဟာဘယ်တိုင်ကြည်လိုက်ရင်အကုသို့ဒီရေခိုးတောက်တယ်ဆိုတာသူများတဲ့တတ်တာတော့မကြည့်ဘူးကွယ်ကြည့်သလားကြည့်ပါဘူးအပြစ်သေးသေးလေးပါအပြစ်ပါတဲ့လေဘယ်တာအပြစ်သေးသေးလေးပါဒါပဲမယ်လို့အဲ့ဒီအပြစ်သေးသေးလေးကိုဘေးလို့မြင်ကြောက်လန့်တတ်ရင်အဲ့ဒီပုဂ္ဂိုလ်သူတော်ကောင်းဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်တယ်လဲဒါကြောင့်ဘုရားရှင်ကိုရောင်များကအနုမတ္တေတုဝိဇေတု ဘယဓာတာဝိနောသဗ္ဗဒိနာပညာရှိသူတော်ကောင်းတို့သည်အနုမတေတုအနုမျိုးလေးများလောက်ရှိကြကုန်သောဝိဇေတုအပြစ်တို့၌ဘယဓာတာဝိနောမြင့်မောတောင်ကြီးဘမလွန်စွာကြီးကျယ်သောဘေးကိုရဲ့ကောင်းစွာမဲ့သွေးမှတ်ထင်တော်မူကြလေကုန်တည်း ရှိခြင်းကပညာရှိသူတော်ကောင်းကြီးတွေကတော့အကုသိုလ်အပြည့်လေးသိသိလေးကိုတော့မှအကြီးကြီးလို့မြင်နေမြင်ဖို့တောင်းကြီးလို့မြင်နေအဲ့ဒါသူတော်ကောင်းစိတ်အဲ့ဒါပါစိတ်လေပါပါဘုရားအိုးအဲ့ဒီစိတ်ဓာတ်မျိုးရှိမှသူတော်ကောင်းခေါ်တယ်ဟိုဒါလေးကတော့ဘာမှမပေါ်ဘူးကဆော်ထက်လိုက်ကွာဒီလောက်ခိုးတာတော့ဘာမှဖြစ်ပါဘူးကွာချလိုက်ကွာနဲ့တဇတဇနဲ့ပေတတေတပြေးပြင်းနဲ့အကုသိုလ်တွေများလာတယ်ဗာတွေများလာတယ်ပါပါဘုရား ဒီအကုသိုလ်တွေများလာရင်ဘေးတွေပေါ်မယ်ဘာတွေပေါ်မယ်ဘေးဆိုတာအပေဘေးကိုပြောတာဘာဘေးကိုပြောတာအဲ့ဒါမနဲ့မိုးလင်းတော့ခန္ဓာမာနနာတောင်းကနေပြီးတော့ဘာရဏတိမြို့တွေကိုဆောင်းကဝင်လာတယ်ဘယ်ကိုဆောင်းကဝင်ဘာရဏတိမြို့ ဗာရာဏသီပြောတဲ့ကိုဆံဃဝန်လာတော့ဗာရာဏသီမင်းကြီးကကြွတော်မူလာတဲ့ပိစိကဗုဒ္ဓမြေလို့ကြီးညိုတော်မူလို့မူကြီးမယားတွေကိုဟဲ့ပိစိကဗုဒ္ဓကြွတော်မူလာနန်းတော်တဲ့ပညာသာဟဲ့ငါဆောင်ကပ်ပါဘောဇင်းမြတ်ဆက်ကလူတန်းခြင်းနဲ့ဆောင်ကပ်ပါဘောဇင်းနဲ့ဆက်ကလူတန်းပြီးတော့ဗာရာဏသီမင်းကြီးကပေးတဲ့ရှင်မြတ်ဗျာအရှင်မြတ်ဟာဘယ်အပြစ်တွေကိုမြင်လို့ဘယ်ဘေးတွေကိုကြောက်လို့ ပစ္စေကဗုဒ္ဓတဆူဖြစ်တော်မူရပါတယ်ဗျာအမှန်တိုင်းပြောတယ်ဘယ်တိုင်းမလိမ်ဘူးငါသူများပစ္စည်းခိုးတာလေခိုးလာတော့မှတန်ဖိုးရှိတာမဟုတ်ဘူးယေမိတ္တမိတ္တသာပါဏိယံအတ္တနာပရိဘုဇိတံတေနပစ္စာဝိဇေကုံစိန်တမ္ပပံပကတံမယ မပုဏအာဂရိပပံတတမပပိစီတော်အံမဟာရသဗာရဏတိခောမအိုမြင်းမြံပြမရမင်းခောမအိုမြင်းမြံမိတော်အဆွေခေမွန်ဖြစ်တော်ငါသည်မိတ္တသာအဆွေခေမွန်ဖြစ်တော်တငယ်ချင်းတယောက်ရဲ့ပါဏိယံတောက်ရေဘုအာဒိဏံအရှင်လောကသူကမပေးပါမပေးပါပဲတည်းပရိဘုဇိတံခောလောသောစိတ်ထားဖြင့် တိတ်တဆိတောက်သုံးမိပါ၏တေနာထောသောသူတော်ဘာမပေးတော်ရင်ကိုတိတ်တဆိခုံယူ၍တောက်မိပါသောကြောင့်ပေလာနောက်ကလ၌ဝိဇိကုံစေမိမိအမှုယုတ်ကိုဆန်းစုံလာစွာရွှန်ရှားပူဆွေးခြင်းဖြစ်မိပါ၏တမ္ပပံထောမကောင်းမှုကိုမယံနာသည်ပကတံပြုမိပါ၏အာဟာရသည်ပုဏ္ဏနောက်ထပ်တပပပမကောင်းမှုမျိုးသော မအတရိမပြူလုံးလုံးအဆုံးရှောင်ကျင်ခဲ့ပါ၏သဒ္ဓမာထောပြဆိုခဲ့ပြီးတော့ကြောင်းကြောင့်အင်္ဂါတိပပိတိတောလူပေါင်းကိုရှောင်ကွင်းရွံ့၍ယဟန်မြုခဲ့ခြင်းဖြစ်ပါပေသည်လို့အဘာတိကောင်းစွာမသွေမိန်ကြတော့ဟူလိုက်ပါပေတည်း စွန်စားလို့ပြီးတဲ့ကံမှာဗာဒနတိပြည့်ရှင်မင်းကြီးမေးတဲ့မေးခွန်းကမလိမ်မညာမကောက်မဖြောက်ဖဲနဲ့မေးဆိုင်အမှန်တမ်းဖြေကြတော့မူလိုက်တယ်တဲ့မင်းကြီးတဲ့ငါတန်ခမ်းဝလာကြီးရဲ့ရွယ်ချက်ကတော့ငါကောငါအပြစ်တွေမြင်ပြီးတော့အဲ့ဒါကဘာအပြစ်တုံးဆိုတောက်ရေခိုးတာရေခိုးတောက်တာကြီးကြီးကျယ်ကျယ်ပြည့်မှုဒါတော့အပြစ်ဆိုရင်ဘုန်းကြီးတို့တန်မာပုဂ္ဂိုလ်ဆိုရေခိုးတောက်တော့ဘာဖြစ်တာမှလို့သူတို့ထဲမယ်တော်တော်ကောင်းကြီးများကြတော့လေဘေးသက်တွေ အပြင်လေးနည်းနည်းကိုအပြင်လေးနည်းနည်းကိုမြင်အောင်ကြည့်နိုင်တယ်ကြည့်နိုင်လားမကြည့်နိုင်ဘူးလားမကြည့်နိုင်ပါဘူးဒါကြောင့်ကြည်တော်သူဒီမြင်ဤတဲ့ဗါတဲ့တော့ဒီမကြည့်တဲ့သူမမြင်ဘူးပေါ့ဒါကြောင့်တော်ပါပြီဒီနေ့ဘုရင်ပြောသွားတဲ့ခလေးတွေကိုအလိုမလိုက်နဲ့ဆိုတာလောဘဒေါသမောဟမာနရာကပြည်လေတာခလေးဆယောက်ကအလိုကိုလိုက်နေရင်တန်တရာတွေကမထွက်နိုင်တော့ဘူးအကဲ့ရွေးမြင်အလိုလိုက်ပြီလို့ ဟိုမှာပောက်ကွဲနေရင်လည်းပဲပေးတတ်တယ်ကုသိုလ်ကောင်းမှုထုတ်နေတာဆုံးပါပြီတော့ဘာနဲ့ဆုံးပါအဲဒါနသီလဘာဝနာကိုလည်းကုသိုလ်ကောင်းမှုဒုတ်သုံးကြိုင်ကြိုင်ပြီးတော့နာနာရာရိုက်ပြီးတော့လို့ဒီကလေးသူကြီးကိုအဲ့ဒီလိုနာနာရိုက်ပေးရင်ပေးတိုင်ကြရင်ဒီကလေးဒုတ်ကြောက်လာတယ်ကြောက်လားမကြောက်လားဟုတ်လားဒါကြောင့်ကြည်လေသာအငြိယုတ်ကိုအမြင်ပြုတ်အောင်တိုက်ဖို့တော်ရင် ဗုဒ္ဓမြတ်စွာကျမ်းဂန်ဓမ္မနဲ့လမ္မာယခြစ်တည်းတတိပဌံအမတရားနဲ့ယုံနာနပါသိနိုင်သည်အဲဒါကြောင့်တရားအမြိုက်ကိုအားဆိုင်ခြင်းတော်ပြီလို့ရှိရှိတာပြည့်စည်တာဗုဒ္ဓအရှင်ကောင်းကြီးတွေလည်းပဲနော်မိမိတို့အပြစ်ကိုမြင်ပြီးတော့ဒီကလေးစိုးကြီးရဲ့အလိုဆိုးကိုလိုက်ပြီးတော့နောက်ဒီကလေးကိုဘာဝနာလက်နဲ့နဲ့ကင်ပြီးတော့ရိုက်သွားတာ ဘုရားလောင်တော်ဟတိတရရှင်သိလည်းပဲမိဘရအဆောင်တော်ကြွလို့မကိုဝိတ်လျှောတာမြင်းဇံလျှောလို့ဒီဇံကိုရအောင်တဖန်ပြန်ပြီးတော့ကျွန်းဇံပွားများအထုပ်သွားတော့မှုသွားတဲ့တသက်တာရကတွေအများကြီးရှိပါတယ်။ဒါကြောင့်အလုံးဒီနေ့တရားရှိတဲ့စေကဝင်တဲ့သူတော်စင်များမြတ်စွာဘုရားရှင်ကိုရမြသာသနာတော်နဲ့တွေ့တုံးလူဘဝလည်းရတော့ချစ်တော်ချစ်ပိယတဲ့ခန္ဓာကိုယ်အလိုမလိုက်နဲ့ဟုတ်လား။ ခန္ဓာအလိုမလိုက်နဲ့သူ့အလိုလိုက်တစ်ခုပေးနောက်တစ်ခုလိုခြင်းလာမှာခလေးဆိုးကြီးလိုဖြစ်နေတဲ့ခန္ဓာကိုယ်ဒီအလိုဆိုးကိလေသာအလိုဆိုးကြီးတွေကိုကုသိုလ်ကောင်းမှုဒုက္ကံပြီးတော့ရိုက်နိုင်ကြပါသည်မောင်းထုတ်နိုင်ကြပါသည်ဆိုတဲ့ဒီမေတ္တာဒီစေတနာဒီရွယ်ချက်ပဲဒီနေ့ဟောတော့ ခလေးတွေကိုအလိုမလိုက်နဲ့လို့အမည်ပေးရတဲ့ဓမ္မကတာဒေသနာတော်များကိုကဲဓမ္မလင်္ကလေးဆိုပြီးတော့တရားဝင်သိလိုက်ကြသောတိလေသာအညေယုတ်ကိုတိလေသာအညေယုတ်ကိုအမည်ပြုတ်အောင်တိုက်ဖို့တော်ပြီဗုဒ္ဓမြတ်စွာကြံကံဓမ္မနဲ့ဗုဒ္ဓမြတ်စွာကြံကံဓမ္မနဲ့ လမ္မာယခြေတမိသတိပဋ္ဌာန်အမတရားနဲ့ယုံနာနှစ်ပါးသိနိုင်သည်အဲဒါကြောင့်တရားအမြိုက်ကိုအာစိုင်ကျင်တော်မူသေတိတော်ပဲအယံဓမ္မဗုဒ္ဓေနာခိစ္စာပါတိတော် ဒေနသာဝေဒုက္ခယံဒုစနာအိဋ္ဌသမေငိနောဗုဒ္ဓေနအရဟံတဆုတယံမူကိုင်းတုနိုင်မမင်ဂောရမဘုရားရှင်သည်အဟိတဗာတိတော်ထံကတိုင်းပြယပြပြသာသနာထေကယုဆိုရဟောကြားအပ်သောအယံဓမ္မတောင်သူကြီးပြည့်စေကဗုဒ္ဓထေရဘာရလို့အမည်ပေးထားတဲ့ကလေးတွေကို အလိုမလိုက်တဲ့လို့မိပေးထားတဲ့ဓမ္မကတ္တဒေသနာတော်မြတ်ကို မေမယနာတိဒေတိတောဒုဒကဒကမတတွေသိစေမစေကျင့်ကြံနိုင်ကြပါလေဤအနေဖြင့်ကာဟုသာမတွေဟောကြားတော်မူခဲ့ပါပေပြီတိဏ္ဍသောသောရှင်ဘုဓမ္မဒါနာ ဓမ္မတဝနာဘာဝနာမယပုံညာကရိယာကုသိုလ်ထူကြောင့်တပင်ကျင်းမဲ့သောလောကံကုသိုလ်ဇနတရားနာရောက်လာပေါញံစွာတို့သည်အိဒါတပင်နီနာမိမိတို့အတိအတိအလိုရှိအပ်တော့တာအသောအိဒါမင်္ဂလံစက်တေဖြာဖြာတို့သည်ပြည့်စုံညကုန်သည်ဖြစ်၍ဒုက္ခယတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည်ဘဝတိုင်အောင်စိတ်ရှင်လန်း၍ကြံကြံမှမှ ချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်တည်း